သိုးဝင်းကလည်းပြန်လုတ်မယ်ဆိုလုတ်ချင်စရာပဲပေါ့နော်။ဘာဖြစ်လို့ဆိုတော့မြောင်းလိုက်သူ့ပေါ်မှာအများကြီးပဲဖိနှိပ်ခဲ့တာပေါ့နော်။အဲ့တော့စစ်ကော်မရှင်စပြီးတော့ဖွဲ့ကနေကသိုးဝင်းကိုဒါဒုသမလာယုံကနေပြီးတော့ဖယ်ခိုင်းခဲ့တာရှိတယ်။ယုံကဖယ်ခိုင်းခဲ့တာ၊ယုံကရွှေ့ခိုင်းခဲ့တာလည်းရှိတယ်ပေါ့နော်။စစ်ရုံးချုပ်မှာသိုးဝင်းရဲ့လုတ်ပိုင်ခွင့်ကိုလျှော့ပြီးတော့ကြော်စွာလင်းကိုပို့ပြီးတော့လုတ်ပိုင်ခွင့်ပေးတာရှိတယ်။အဲ့ဒါကတော့မျက်မြင်ပဲအခုလက်သလုံးမှာကိုပဲအဲ့လိုလုတ်နေရရှိတာပေါ့နော်။အဲ့တော့ရွေးကောက်ပွဲပြီးရင်တော့မှဒါသိုးဝင်းကိုအစိုးရဖွဲ့မှာပြန်ပါဝင်ခွင့်မှာပေးခြင်းတဲ့ပုံစံမျိုးတွေတွေ့ရတယ်။ အဲသူနဲ့ညှိခဲ့တဲ့ဟာတွေပြန်ပြောမယ်ဆိုရင်ဒါအရာရှိငယ်ရွှေပြောင်းကိစ္စမျိုးတွေမှာလည်းဒါဆိုးဝင်းနဲ့မင်းအောင်လိုင်းညှိဘူးတယ်အဲဆိုးဝင်းကထွက်ခွင့်တောင်းတဲ့အဆင့်ထိဒါဖြစ်ခဲ့ဘူးတယ်ဒါမင်းအောင်လိုင်းကပြန်ချော့ထားရတဲ့အနေထားပေါ့နော်အဲပြီးတော့လေချောင်းပစ်ကူကိစ္စဒါလည်းသိလိုက်မယ်ထင်ပါတယ်လေချောင်းပစ်ကူကိစ္စနဲ့ပတ်သက်လို့ဒါမင်းအောင်လိုင်းကိုဆိုးဝင်းကဒါခွင့်တောင်းတယ်ဒါပေမဲ့အဲ့ချိန်မှာမင်းအောင်လိုင်းကဖျားထိတင်ရှိလို့ဆိုပြီးတော့အဲ့ကိစ္စနောက်မှပြောမယ်ဆိုပြီးလှုပ်တယ်အခွင့်မပေးခဲ့ဘူးပေါ့ဗျာဆိုးဝင်းတောင်းတဲ့အချိန်မှာချက်ချင်းမပေးခဲ့ဘူး ။ဒါပေမဲ့ဘုရားတည်တင်ပြီးမှသူ့ကိုဒါခွင့်ပြုပေးခဲ့တယ်။အဲခွင့်ပြုပေးခဲ့တဲ့အချိန်ကျတော့အဲစခန်းကြောက်သွား။ကြောက်သွားတဲ့အချိန်မှာသိုးဝင်းကိုဆဲတယ်။အဲသိုးဝင်းကကြေကွဲစရာကြီး။ရှေးခွဲစရာကြီး။ तू မပြောတော့မဟုတ်သားပြောတယ်ပြောတဲ့အချိန်မှာမရောက်နိုင်မှာပေးမယ်ဒီတင်မှုမယ်ပေါ့။ဒါပေမဲ့စခန်းကြီးကတော့ကြာသွားခဲ့တယ်ပေါ့နော်။